MND ကထိန်းချုပ်ထားတဲ့တိုင်းပြည်မျိုးမှာပြည်မီဆွေမှုဓမြမှုလူသက်မှုရုံးနဲ့ကုကန့်တပ်သား၃ဦးအပါအဝင်9ဦးကိုထောင်နဲ့တည်တံတွေချမှတ်ခဲ့ကြောင်းကုကန့်တရင်ကွန်ရက်ကဖော်ပြထားပါတယ်။အဆိုပါပြည်ထောင်ချမှတ်မှုကိုစတေမာလာ26ရက်နေ့ကတိုင်းပြည်မျိုးရဲ့ရက်ွက်လေးရှင်မြန်မာအများပြည်သူရှိမှာပဲပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ပြည်ထောင်ချမှတ်ရမှာပြည်မီဆွေမှုရည်ရွယ်ချက်နဲ့ထိခိုက်ဒဏ်ရာရစီပြီးတည်ဆုံစီမှုရည်ရွယ်ချက်နဲ့လူသက်မှုတနက်နေ့တမရတိုက်လူသက်မှုရိုးကျူးလွန်ခဲ့တဲ့9ဦးနဲ့4ဦးကိုထောင်နဲ့ချမှတ်ပြီး3ဦးကိုတည်တံချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒေရန်ချမခံရတဲ့၃ဦးနဲ့တဦးကိုနှစ်နှစ်အချိန်ပြီးပြီးလူပုဂ္ဂိုလ်ဆိုင်ရာပစ္စည်းဥစ္စာအလုံးကိုတည်ဆည်ခဲ့ကြောင်းကိုကန့်အဖွဲ့ရထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ကိုကံဘွေးရဲ့ထုတ်ပြန်ချက်အရဖြစ်ပွားခဲ့တဲ့မှုကင်းဖြစ်စဉ်တွေမှာ2015ခုနှစ်ဇန်နဝါရီလကလာရှုမြို့ရက်ွက်တဲမှာကွန်ဆူလန်ဒီဇိုင်းကိုငွေကြေးခွယမှုပိုင်ရှင်ကိုပြန်ပြီးဆွေးငွေတောင်းခံမှုတို့နဲ့ကျူးလွန်ခဲ့တဲ့မြို့သားသုံးဦးငွေတံမြင့်တဦးကို2015နှစ်နဲ့ကျန်တဲ့ဦးကို2012နှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ်။အဲ့လိုပဲတိန်းတီဒေသမှာရှိတဲ့ခြေရွာတစ်ခုမှာဦးလေးဖြစ်သူနဲ့တူဖြစ်သူစကားများရံဖြစ်ကခန့်ရံဖြစ်ပွားခဲ့ပြီးတူဖြစ်သူတည်ဆုံခဲ့တဲ့ဖြစ်စဉ်မှာဦးလေးဖြစ်သူကိုစီရန်ချမှတ်ကအချိန်နှစ်နှစ်ပေးပြီး ဒုဗုက္ကိုဆိုင်ရာပြည်စည်းဥစ္စာအလုံးကိုတင်စီခဲ့ကြောင်းသိရပါတယ်။ဒါပြင်တိတ်နေမြို့နယ်ကျောက်ဝူကျေးရွာအုပ်စုအုပ်ချုပ်ရေးကော်မတီမှကိုကန့်တတာတဦးဟာ၎င်းရဲ့ချစ်သူအမျိုးသမီးကနှစ်ဦးဆက်ဆံရေးရက်စဲဖို့တောင်းဆိုရကနေလူသက်မှုဖြစ်ပွားခဲ့ပြီးအလောင်းဖျက်ပြက်မှုနဲ့အဆိုပါကိုကန့်တတာကိုတည်ရန်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲလိုပဲကိုနေငါးတစီကိုဓမြတိုက်ပြီးလူနှစ်ဦးကိုတပ်ဖြတ်မှုနဲ့ကျူးလွန်ရမှာပါဝင်ခဲ့တဲ့ကိုကန့်တတာနှစ်ဦးကိုတပ်ကနေထုတ်ပယ်ခဲ့ကတဦးကိုတည်ရန်ချမှတ်ခဲ့ပြီးကျန်တဲ့ဦးမှာပြစ်ဒဏ်ကျူးလွန်ရမှာ ဖိအားပေးခိုင်းစေခံရတဲ့အတွက်ဓမြမှုနဲ့ထောင်နဲ့ငါးနဲ့ချမှတ်ခဲ့ကြောင်းကိုကံအဖွဲ့ရဲ့ထုတ်ပြန်ချက်အတည်ရပါတယ်။အများပြည်သူရှိမှပြည်မှုကျူးလွန်သူတွေကိုစီရင်ချက်ချမှတ်ခဲ့ပြီးနောက်ဒေသချမှတ်ခံရသူပြည်နယ်ကျူးလွန်သူတွေကိုဒေသစီရင်တဲ့နေရာကိုပို့ဆောင်ပြီးတနက်နဲ့စီရင်ခဲ့ကြောင်းနဲ့ကျန်ရှိတဲ့ပြည်မှုကျူးလွန်သူတွေကိုဒိန်းနီမျိုးရဲ့အဓိကလက်မှတ်ရေးကနေတဆင့်ဖြတ်တန်းပို့ဆောင်ပြသခဲ့ကြောင်းသိရပါတယ်။